ရန်ကုန်မြို့မှာ2025ခုနှစ်နိုဝင်ဘာလအတွင်းပြည်သူအယောက်တရာကျော်ဖမ်းဆီးခံရပြီးစစ်မှုထမ်းတင်တန်းကြောင့်ပိုခံရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ပြည်သူ114ဦးကိုမတရားဖမ်းဆီးပြီးနောက်43ယောက်ကိုငွေကြေးတောင်းခံကပြန်လွှတ်တာရှိတယ်လို့ကျန်ရှိသူတွေကိုစစ်တင်တန်းနဲ့အကျဉ်းထောင်တွေစီပို့ဆောင်ခဲ့တယ်လို့ Dragon Scout Network အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါရယ်။ဖမ်းဆီးခံရသူတွေအနက်23ဦးကို စစ်တင်နှန်းချောင်းကိုပို့ဆောင်ခဲ့ပြီးကိုဦးကိုအတီးပြုတ်ချက်ရယူနိုင်ပေမယ့်ကျန်စလေးဦးရဲ့နောက်ဆက်တွဲအခြေအနေတွေကို မသိရှိရဘူးလို့ RSN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကော်မရှင်ကဖမ်းဆီးရမှာတရင်အတိအကျနဲ့29ဦးကိုရှာဖွေဆောင်ဆိုင်ဖမ်းဆီးခဲ့ပြီးရန်တမ်းဖမ်းဆီးခံရသူ32ဦးရှိတယ်လို့ဆိုပါတယ်စစ်သားစုဆောင်ဖို့လမ်းပေါ်မှာပေါ်တာဆွဲတာတွေအိမ်ထိစီးရင်နဲ့ဝင်ဆွဲတာတွေလိမ်လည်ခေါ်ယူပြီးဖမ်းတာတွေ စသဖြင့်နီလန်းမျိုးစုံနဲ့လှုပ်ဆောင်နေကြပြီးမွေးရစေးကြွေးပြီးဖမ်းတာလည်းရှိတယ်လို့ Rango Scout Network ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။လမ်းပေါ်မှာသွာလာလှုပ်ရှားနေစဉ်ဖမ်းဆီးခံရသူ20ဦးနဲ့လမ်းဘေးမှာထိုင်နေစဉ်အကြောင်းမဲ့ဖမ်းဆီးခံရသူ17ဦးရှိတယ်လို့လည်းဆိုပါတယ်။ရှောင်းတခင်စစ်ဆေးပြီးဖမ်းဆီးခံရသူ44ဦးခီးသွာလာစဉ်ဖမ်းဆီးခံရသူ10ဦးအစင်းစစ်စစ်ဖန်စီခံရသူ34ဦးလို့ရှိတယ်လို့ထုတ်ပြန်ထားပါဗျ။ဒါအပြင်မူရစ်စေဝါမှု ညဉ့်ဉန်းစကားပြောမှု လောင်ကစားမှုရဲရောင်ဆောင်မှုပို့ကုံရငွေမအပ်မှုတွေနဲ့ဖမ်းခံရသူတွေရှိသလိုလူပြောက်တာတွေလည်းရှိနေသေးတယ်လို့ဆိုပါတယ်။ RSN အနေနဲ့မတရားဖမ်းဆီးခံရသူတွေရဲ့တည်င်းအချက်အလက်တွေကို ပေးပို့လာတဲ့တည်င်းတွေချိတ်ဆက်အဖွဲ့အစည်းတွေကသိရှိရတဲ့တည်င်းတွေမီဒီယာတွေမှာဖော်ပြလာတဲ့တည်င်းတွေကိုသာစည်ရင်းပြုစုတွက်ချက်ထားတဲ့အတွက်လက်တွေ့မြေပြင်ခြေအနေမှာအခုဖော်ပြထားတာထက်အကျန်းဖက်ဖမ်းဆီးမှုတွေပိုမိုဆိုးဝါးနိုင်တယ်လို့ဆိုထားပါဗျ။